အားလုံးပဲမင်္ဂလာပါမွန်တို့မတွေ့ရလဲကြာပြီပေါ့နော်ဗီဒီယိုလေးတွေလည်းစစ်မတင်ပြပြဖို့အဓိကကတော့အလုံးရှုံနေတာကောပြင်းနေတာရောပေါ့လေအဲနဲ့စစ်မတင်ပြပြဒါပေမဲ့အခုတလောဒီ channel လေးမှာပေါ့နော် subscriber လေးလည်းတိုးလာတယ်ဒါပြီးတော့ကျမဒီဩစတြေးလျရဲ့ပေါ့နော် foreign visa အကြောင်းပြောထားတဲ့ဗီဒီယိုလေးရတယ်အာတော်တော်လေးကိုပေါ့နော်အကြည့်ရှုသူများလာတာတွေ့ရပေါ့နော်ဟာအဆောင်မို့အော်မို့လဲတက်နေတဲ့လောက်ကလေးပြန်ပြီးတော့ sharing လုပ်ပေးခြင်းနဲ့စိတ်ကလေးပေါ်လာတယ်ပေါ့နော် အဲ့တော့အာဟိုခုကနေစပြီးမှန်မှန်လေးပြန်တင်ဖို့တော့တွေးထားရပေါ့နော်အာအဲ့တော့ဒီနေ့ကတော့ဟို topic လေးတစ်ခုရွေးထားရပေါ့နော်ဒါပေမဲ့ဒီနေ့ပြောမယ့် topic ကဟိုအကြာကြီးနေတော့မပြောဘူးပေါ့နော်မပြောတာဖြစ်တဲ့အတွက် January နဲ့တော့အရင်ဆုံးစဖို့စိတ်ကူထားရပေါ့နော်ဘာဖြစ်စောအခုနောက်ပိုင်းဒီ read တွေဒီ short တွေ ပေါ့နော် TikTok တွေသုံးတာများလာတော့လူတွေရဲ့ attention span တွေကလည်းတဖြည်းဖြည်းနဲ့နည်းလာရဲ့လို့ထင်တယ်ပေါ့နော်အဲ့တော့ဟိုမွန်ဂိုတိုင်းလည်းဒီအကြာကြီးရှင်းပြထားတဲ့ video တွေဆိုမကြည့်ချင်ဘူးပေါ့နော်အဲ့တော့15မိနစ်မိနစ်20လောက် နဲ့ပဲဗီဒီယိုလေးတွေကိုတင်ကျင်တယ်ပေါ့အဲ့တော့အဲ့လိုတင်ကျင်တာဖြစ်တဲ့အတွက်ဒီပြောမယ့်ဟာလေးတွေကပထမဆုံး January နဲ့စမယ်ပေါ့နော် January နဲ့စပြီးမှတကယ်လို့ပို့ပြီးတော့စိတ်ဝင်စားတဲ့ဟာမျိုးရှိရင်ဒါမှမဟုတ်ပို့ပြီးသိကျင်တာမျိုးရှိရင်ပို့ပြီးတော့ကို sharing လုပ်ချင်တာမျိုးလေးရှိတဲ့ဟာမျိုးဆိုရင်တော့ဟိုဒီ date ထပ်သွားပေးမယ်လို့တွေးထားတယ်ပေါ့နော်အဲ့တော့ ဒီနေ့ topic ကလည်းအားလုံးစိတ်ဝင်စားကြမယ်လို့ထင်တယ်ပေါ့နော်အားလုံးစိတ်ဝင်စားကြမယ်လို့ထင်တဲ့ topic ကလေးကိုရေးထားပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူး Australia ရဲ့ PR pathway ပေါ့နော် permanent residency pathway ပါ permanent residency ကတော့ဒီ Australia မှာအများနဲ့နေတိုင်းခွင့်ကိုဘယ်လိုလျှောက်လို့ရလဲလျှောက်တဲ့နေရာလေးတွေဘာလေးရှိလဲဆိုတာကို ပြောပြသွားမှာပေါ့အဲ့တော့ဒီနေ့က January ခိုင်လိုင်း January ခိုင်လိုင်းမှာမှာ Australia ရဲ့ဒီ PR ပတ်ဝေးကိုရဖို့ visa တွေကအများကြီးနီးလန်းနေရှိရယ်ပေါ့နော်ဥပမာဆိုရင်ဟို family sponsor လားတမမဟုတ်ရင်အလုံးနဲ့လားတမမဟုတ်ရင်ဒီဟိုကိုယ့်ရဲ့ဒီ business business လာထောင်ပြီးတော့ set up လုပ်ပြီးတော့ရမယ် visa မျိုးလားပေါ့နော်အဲ့လို visa တိုက်မျိုးစားရတဲ့အမှမောကဒီအခုလောလောဆယ်မှာ Australia မှာလည်းအလုံးလုံးနေတာဖြစ်တဲ့အတွက်ဒီပေါ့နော်မောကတော့ အလုံးနဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုအလျှောက်များတဲ့ဗီဇာအကြောင်းလေးတွေကိုပဲပြောပြသွားမှာဖြစ်ပါတယ်။အဲ့အတွက် January ပဲ cover လုပ်သွားမှာပါ။အဲ့တော့ January ပဲ cover လုပ်သွားမှာဖြစ်တဲ့အတွက်ဒီဗီဇာအများကြီးထဲမှာမှာအလုံးနဲ့ပတ်သက်ပြီးတော့လျှောက်တာများကြတဲ့ဗီဇာ type 3မျိုးကိုရွေးချယ်ထားပါတယ်ဗောနော်။အဲ့ဒါတွေကတော့အာ190 189နဲ့186ဆိုတဲ့ဗီဇာအကြောင်းဗောနော် sub class ဗီဇာ၃ခုအကြောင်းပဲဖြစ်ပါတယ်။အဲ့တော့ ပထမဦးဆုံးအနေနဲ့ဒီအာပြောကြမယ်ဆိုရင်ပေါ့နော်ဒီဗီဇာအကြောင်းလေးတွေပေါ့နော်အဲ့တော့ overview အနေနဲ့ပြောမယ်ဆိုရင်တော့ပေါ့နော်ဟိုအော်စတြေးလျမှာဒီ PR ဆိုတာကအော်စတြေးလျမှာနေလို့ရမယ်ရေရှည်နေလို့ရမယ်ဒါပြီးတော့ဒီဟိုဒီ PR ဖြစ်တယ်ဆိုရင်ကျမတို့ဒီပေါ့နော်ဟို citizen အတိုင်းပဲဟို right တွေပါရှိလာတယ်เนาะနောက်ပြည့်ခါကျတော့ဒါပြီးတော့ဒီ ဟိုဟာဖြစ်ချင်တယ်ဆိုရင်လေအဲ citizen australia citizen ဖြစ်ချင်တယ်ဆိုရင်လေကျမတို့ဒီနီလန်းကိုသုံးပြီးတော့လျှောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးမျိုးလေးတွေချောင်းကျမတို့ဒီ permanent residency ကိုစိတ်ဝင်စားကြရတယ်ပေါ့နော်ဥမာတခြားနိုင်ငံတွေထိရှင်ရင်ဥမာ singapore တို့ dubai တို့ပေါ့နော်အဲအခုလောလောဆယ် singapore တို့ dubai တို့မှာအလုပ်လုပ်ကြရတယ်ဒါပြည့်ခါကျတော့ open အဲ Thailand Bangkok ပေါ့နော်အဲ့လိုမျိုးမှာနေတဲ့ဟာချိန်တွေမှာဟိုအဲ့ဘက်မှာတွေကတော့ permanent residency တွေက ရဖို့ကတိတ်ပြီးတော့ကိုယ်တွေအတွက် chance နည်းနည်းနည်းတယ်ပေါ့နော်ဒီ Australia တို့ဘာလို့ကတော့အခုထိဟို chance ရှိနေရတာဖြစ်တဲ့အတွက်ကျွန်မဒီပြီး Australia ပြည်အကြောင်းလေးကိုရှင်းပြစင်တာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီ Australia ပြည်ဖြစ်ဖို့ဆိုရင်ပေါ့နော် ဟို general ပေါ့နော်ရေပူရပေါ့နော် eligibility criteria ကဟိုကျမတို့၄မျိုးခွဲထားလို့ရမှာပေါ့ပထမဦးဆုံးနေရာတော့ဒီအသက်သတ်မှတ်ချက်ရှိရပေါ့နော်အသက်သတ်မှတ်ချက်လေးတွေကအဲများသောအားဖြင့်တော့45နှစ်အောက်တည်ဆိုရင်ပို့ပြီးတော့ chance ရှိရပေါ့နော်တချို့တွေကဟို age limit မတက်မှတ်ထားတဲ့အနေအားလေးတွေလည်းရှိရဒါပေမဲ့45နှစ်အောက်ဆိုရင်တော့ဟို PR try ဖို့အတွက်အကောင်းဆုံးဖြစ်တယ်ပေါ့နော် နောက်ပြည့်ခါကျတော့ဒီ skill assessment ပေါ့ skill assessment ဆိုတာအတော့ကိုယ့်စီမှာရှိတဲ့အရေးချင်းနေ qualification တွေကသူတို့ရဲ့လိုအပ်ချက်တွေကိုဟိုညီမျှရဲ့လားဒီ Australia ရဲ့ criteria တွေနဲ့ eligibility criteria တွေနဲ့ညီမျှရဲ့လားဆိုတော့ကိုယ့်ရဲ့ skill assessment အလည်းအရေးကြီးရဲ့နောက်ပြီးတော့ဟို English language proficiency ပေါ့နော် English language proficiency ကတော့ဒါကတော့ Australia က English speaking country ဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုကိုယ့်ရဲ့ English ကလည်း တို့သတ်မှတ်ထားရတဲ့ level အတိုင်း level တစ်ခုခုတော့ရှိရမယ်ပေါ့နော်အဲနောက်ပြည့်ခါကျတော့ဒါက general ပြပြထားတဲ့လေးချက်ပါအဲနောက်ဆုံးတစ်ခုကတော့ hat and character check ပေါ့နော်ဒါကတော့ Australia မှာမဟုတ်ဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမှာအများအားနေထိုင်ခွင့်လို့ပါလို့ပြီးမယ်ဆိုရင်တော့ဒီကိုယ့်ရဲ့ကျန်းမာရေးကောင်းမွန်မှုရှိရမယ်ဒါပြီးတော့ character ဆိုတဲ့ agent character ကောင်းမွန်တဲ့ ဟာမျိုးဖြစ်ရမှာပေါ့เนาะဒါကတော့ January 6မျိုးလို့ပြောလို့ရရပေါ့เนาะပထမ age နောက်ပြီး skill assessment နောက်ပြီး English language proficiency နဲ့ health and character check ပေါ့เนาะအဲ့ဒီ၄ခုကတော့ဒါ January ပြည့်နေရမှာ character တွေပေါ့เนาะဟမ်အဲ့တော့နောက်ပြီးတော့ခါကျတော့ PR ဖြစ်ရင်ဘာဖြစ်မှာလဲဆိုတော့ benefit အနေနဲ့ကတော့ဒါဒီ ခုနကအရှိမပြောသွားသလိုပဲ Australia citizen တွေအထိုင်အ right ရှိမယ်။နောက်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ဒီ family တွေကိုခေါ်ချင်တာရှိရင် sponsor ပေးချင်တာမျိုးရှိရင်ဒါမျိုးတွေအခွင့်အရေးတွေရှိလာမယ်။နောက်ပြီးတဲ့အခါကျတော့ဒီအကိုယ်နိုင်ငံသားမလုပ်ချင်တော့ဘူးဆိုရင်တော့ဒါဒီမှာအ citizenship အတွက်ဖြစ်ဖို့အတွက် PR နေတစ်ဆင့်ပဲသွားရတာပဲလေ။အဲ့တော့ PR ရရဲဆိုရင်ဒါ citizenship ဖြစ်ဖို့အတွက်အဲ ပထမအခြေလမ်းတစ်လမ်းကိုစလမ်းပြလိုက်တာပဲပေါ့နော်အဲ့တော့အဲဒါကတော့ general benefit တွေပေါ့လေအဲ့တော့ကျမတို့အာဒီဒီဟာကိုစစ်မပြောတော့ဘဲနဲ့ကျမဒီနေ့ရွေးထားတဲ့ visa ၃မျိုးဖြစ်တယ်ဒီနောက်ထပ်ထပ်ပြောမယ်ပေါ့နော် sub club 190 189နဲ့186ပေါ့နော်အဲ့ဒီ visa ၃မျိုးအကြောင်းလေးကို ရှင်းပြသွားမယ်ပေါ့အဲ့တော့ subclass 190ပေါ့နော်190နဲ့စမယ်190ကဘာလဲဆိုတော့ skin nominated visa လို့ခေါ်တယ်ပေါ့နော်အဲ့တော့ skin nominated visa မှာဒီ eligibility requirement တွေကဘာလဲဆိုတော့ဒီပထမအဆုံးချက်ကကိုယ့်ရဲ့အလုပ်အကိုင်းဒါမှမဟုတ်ကိုယ့်ရဲ့ profession ပေါ့နော်အဲ့ဒါကသူတို့ရဲ့ Australia ရဲ့သတ်မှတ်ထားတဲ့ skill occupation list ဆိုတဲ့ဟာတွေမှာရှိရမယ်ပေါ့နော်အဲ့တော့ဟို Google မှာလည်းရှာကြည့်လိုက်လို့ရရပေါ့နော် Australia scale occupation list ကဘာလဲပေါ့ဥပမာကိုယ့်ရဲ့လုပ်ကံကဘာလဲကျမဆိုရင် accountant accountant ဆိုရင်ကိုယ့်ရဲ့ accountant ကသူတို့ရဲ့ဒီတက်မှတ်ထားရဲပေါ့နော်အဲ့ scale occupation list ထဲမှာရှိသလားပေါ့နော်အဲ့ဒါကိုအအရင်ဦးဆုံးကိုကပိုင်ဆိုင်ထားရမယ်ပေါ့အဲ့တော့အဲ့လို scale လို့ပြောတဲ့အခါမှာဟိုညာတော့အပြင် generally စိတ်ဝင်စားကြတာရှိရဲပေါ့နော်အဟိုဟိုလိုမျိုး professional တွေဒီ ဒေါက်တာတွေအင်ဂျင်နီယာတွေဒါမှမဟုတ်အကောင့်တက်နေအော်ဒီတာတွေမှာလားဆိုတာလည်းမဟုတ်ပါဘူးတခြားပေါ့နော်ဒီသူတို့ vocational vocational ဒီအသမူဝမ်းကျောက်ဆိုင်ရာလုပ်ငန်းကန်အဲလုပ်တဲ့ပေါ့နော်အဲ့ဟာမျိုးတွေဆိုလဲသူတို့အတိမတ်ပြရပေါ့ဥပမာဆို welder လို့ပြောမလား welding ဆိုတဲ့သူတွေတက်ပြီးတော့ mechanic တွေ car mechanic တွေပေါ့နော်အဲ့ဒါမျိုးတွေဆိုရင်လေလိုအပ်တဲ့အခြေမျိုးမှာဆိုရင်သူတို့ဒီ သူတို့သတ်မှတ်ထားတဲ့ဒီ vocational certificate ရှိရေပေါ့နော်သူတို့အဲ့ဓာရီကိုလည်းအဲသူတို့ PR ချပေးရမျိုးတွေရှိပါတယ်ပေါ့နော်အဲတပြက်ခါကျတော့ဒီဟာက190ရ point test criteria ဖြစ်တယ်ပေါ့နော် point test criteria ဆို point test criteria ကဘာလဲဆိုတဲ့ခါကျတော့ကို့မှာ point ကို point လေးတွေကိုစုရတာပေါ့လွယ်လွယ်ပြောရတယ်ဆိုရင်တော့ဥပမာ point ကိုဘယ်လိုစုဘယ်လိုနည်းနဲ့စုမလဲဆိုတော့ဥပမာကို့ရဲ့အသက်က ငယ်လေငယ်လေဆိုတာအရင်ငယ်တာတော့မဟုတ်ဘူးပေါ့နော်ဥမာသူတို့23ကနေ33ချဆိုရင်သူကအတက်ကဟိုကိုကလုံနိုင်ကိုင်းနိုင်သေးတဲ့အချိန်ဟို graduate ပြီးကစားဆိုရင်အဲ့လိုမျိုးဆိုရင်အဲ့လိုမျိုးအရွယ်တွေကိုသူအမှတ်အမြင့်ဆုံးပေးထားတယ်ဥမာအဲ့ဒါမျိုးကအမှတ်20ရမယ်ဥမာအသက်33ကနေ45ဆိုရင်တော့10မှတ်ပေးရတော့မယ်အဲ့လိုမျိုးပေါ့နော်နောက်ပြခါကျဥမာအင်္ဂလိပ်စာကိုကအင်္ဂလိပ်စာအဲကိုမှဥမာ IELTS မှာဆိုလဲ ဘန်နိုင်နေရှိတယ်။ဟိုကကဘန်နိုင်အမြင့်ဆုံးရတယ်ဆိုရင်တော့သူကအမှတ်အမြင့်ဆုံးပေးထားမယ်20။ဟောโอเคအိုမဘာအနေဆုံးသမားတွေဆိုတော့ငါးမှတ်ပဲရမယ်ပေါ့အဲ့တော့ကိုကအဲ့လိုမျိုး point လေးတွေကိုစုပြီးတော့သူက ဟိုကိုအမှတ်ကိုပေါင်းစီရတာပေါ့နော်အဲ့တော့ဥမာထားပါတော့ကိုခုနကပြောတယ်ကိုရဲ့အလုပ်က skill occupation list ထဲမှာကျမက accountant ဆိုကျမ accountant ဟာမျိုးနဲ့ပဲရှင်းပြပေါ့နော် skill occupation list ထဲမှာ accountant ပါလားပါပြီ okay accountant check ပေါ့နော်အပြင်ခါကျကိုရဲ့ point တွေ test လုပ်မယ် okay အဲကျမရဲ့အသက်ကပဲ range ထဲမှာလဲဥမာဟိုတခုကျမကျမအသက်က20ပဲရတယ်ထားပါတော့နော်အသက်က point 20ရရတယ်နောက်ပြခါကျတော့အဲဒီအင်္ဂလိပ်စာလည်းကျမ20ရရတယ်ပေါ့အဲဆိုကျမ ဟို point က40ရှိနေပေါ့အဲ့ပြီး experience ကလည်း9နှစ်ထက်ပိုတယ်ဆိုရင်ဟို point ကနောက်ထပ်20ရပြီပေါ့ point က60ရပြီပေါ့အဲအဲ့ဒါမျိုးမှမှသူတို့ကဒီအ account ကိုတတ်မှတ်ထားတာဥမာဟိုရှိသေးတယ်ပေါ့နော် accountant ကဘယ်နှမှတ်လဲဆိုတာရှိသေးရပေါ့ဥမာ account accountant ကအဲဒီနှစ်မှာအမှတ်60နဲ့ခေါ်တယ်ဆိုတော့ကျွန်မအဲကျွန်မဒီအမှတ်ကိုမှီတယ်ပေါ့နော်ဒါပေမဲ့အဲဒီ accountant ကအမှတ်90နဲ့မှီရဲ့ အမှတ်90နဲ့ခေါ်ရဲဆိုတော့ကျမမမီဘူးပေါ့ဥမာကျမတို့100တန်းအောင်စင်းပြီးသွားရင်ဆရာဝန်ဖြစ်ရင်အမှတ်ကဘလောက်ဆိုပြီးတော့ဖြတ်ချတယ်လို့ပဲပေါ့နော်အဲ့တော့ကိုကကို့အမှတ်ကလေးတွေပေါင်းပြီးရခါကြတော့ဒီဟာကဟိုဟို point test criteria လို့ခေါ်တာပေါ့နော် point လေးတွေရအောင်လုပ်ရတဲ့ဟာပေါ့အဲအဲ့တော့သူကနော်ဟို ပို့ပြီးတော့အမှအများများရလေကောင်းလေပေါ့လေဒါမှမဟုတ်တချို့သူတို့တအားလိုတဲ့ဟာမျိုးတွေဆိုရင်တော့အလုပ်တွေဆိုရင်တော့လေပွဲကိုနည်းနည်းနဲ့ခေါ်တာလည်းရှိတယ်ပေါ့အဲ့တော့ဟိုအဲ့ဒါကနောက်တစ်ခုနဲ့ချိတ်ဆက်ပြီးပြောရမယ်ဆိုတော့ကျွန်မအခုရှင်ပြနေတာ190 sub club ပေါ့နော်190ဖြစ်တဲ့အတွက်ဒီဟာက state nominated visa လို့ခေါ်ပေါ့ state nominated ဆိုတာကကျမအရင်ဗီဒီယိုတစ်ခုကိုကြည့်မယ်ဆိုရင်တော့ဟွန်း တည်လိုက်မယ်ပေါ့နော်ဟိုအော်စတြေးလျမှာ state တွေရှိရယ်ပေါ့နော်အဲ့တော့ကျမခုနေနေရဆိုရင်အဲ Melbourne မှာဆိုတော့ Victoria state ပေါ့နော်အားလုံးတည်နေကြတဲ့ Sydney ဆိုရင်လည်း Sydney ကကျတော့ New South Wales state ပေါ့နော်အဲ့တော့ state က nominate လုပ်ရတဲ့ visa ဖြစ်တယ်အဲ့ဒါဘယ်လိုသဘောမျိုးလဲဆိုတဲ့အခါကျတော့ state ကနေပြီးတော့ okay အဲငါတို့ဒီနှစ် budget ထဲမှာတို့ financial year တွေရှိရမလားအဲ့တော့ဒီနှစ် budget နှစ်ထဲမှာတော့အဲငါတို့ရဲ့ state မှာဥပမာကျမတို့ရဲ့ Victoria state မှာအဲဒီနှစ်လိုတာကတော့ IT လိုတယ်ပေါ့နော်အဲနောက်ပြီးအခါကျတော့ health care worker တွေလို့လည်းပေါ့ primary teacher တွေလို့မယ်ပေါ့နော်သူတို့အဲ့လိုလေးတက်မှတ်ထားလိုက်တယ်เนาะအဲ့ပေါ့နော်သူတို့ state မှာလိုအပ်ချက်တွေကိုတက်မှတ်ထားလိုက်တယ်တက်မှတ်လိုက်ထားလိုက်တဲ့အပေါ်မှာ multi ပြီးရခါကြတော့ okay ဒီဟာကဒီနေ့မှာတော့ဓာရီကို priority ခေါ်มาဖြစ်တဲ့အတွက်ဒီဟာတွေရဲ့အမှတ်တွေကိုအာဥမာအဲထားပါတော့အဲ nurse ဆိုရင် health care worker ပေါ့နော်အဲ့ဒီမှာမှာ nursing ဆိုရင်အာ အမှတ်60လောက်နဲ့ပဲခေါ်မယ်ပေါ့ဘာဖြစ်လို့ဆိုသူတို့များများလို့နေလို့ပေါ့အဲ့တော့ဟိုအမှတ်60မြည်ဖို့ဆိုရင်လူများများပူရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲကျမတို့အကောင့်နဲ့နေကြတော့အာဒီနှစ်ထဲမှာအကောင့်နဲ့နေမလို့တော့အကောင့်နဲ့နေရတော့ဟိုအရန်ကိုများနေပြီပေါ့နော်အဲ့တော့ဒီ Victoria State မှာအကောင့်တက်တိတ်မလို့ဘူးအဲ့အတွက်သူတို့ဖြတ်ချမယ်ပေါ့ဖြတ်ချမယ်ဆိုတော့သူတို့အမှတ်ကိုမြင့်တက်လိုက်မယ်65တရာဖြစ်သွားတာအဲ့ဒါဆိုတော်ုံတိုင်ုံလူအရန်ကိုတော်နေတဲ့သူအရန်ကိုဟို ဒီအမှတ်တွေကောင်းနေတဲ့သူမျိုးကြမှာဝင်ဖို့ဖြစ်နိုင်တာပေါ့လေအဲ့လိုမျိုးနဲ့သူတို့ကဟို state တစ်ခုနဲ့တစ်ခု requirement မထူဘူးပေါ့နော်အဲ့မှာဟို regionary ဆိုရင် regional state တွေဆိုရင်ပို့ပြီးတော့ဟိုသူတို့ကဒီလူလူရာမျိုးလည်းဖြစ်တတ်တယ်ပေါ့ဥပမာဆိုရင် south australia တို့ဘာတို့ပေါ့နော် western australia ပေါ့နော်အဲ့လိုမျိုးတွေမှာဆိုရင်သူတို့က โอโลราမျိုးလက်ရှိနိုင်တယ်ပေါ့เนาะအဲ့တော့ state တစ်ခုနဲ့တစ်ခုတနည်းနဲ့တနည်းနဲ့ requirement တွေမတူအဲ့မဲ့အဲ့ဟာကဒီ190ကတော့ state ကနေပြီးတော့ nominate ခေါ်တာပေါ့လုပ်ပြီးခေါ်တာပေါ့အော်ဒီလူကိုလိုတယ်ပေါ့ဒီဒီလူရဲ့ဒီအရေးချင်းကိုငါတို့စီမှာဒီနှစ်ထက်မှလိုတာဖြစ်တဲ့အတွက်ကိုယ်စီမှာအဲ့အရေးချင်းရှိနေရင် state ကနေပြီးတော့ okay ငါတို့ဒီလူကို nominate လုပ်တယ်ဆိုပြီးတော့ခေါ်တာပေါ့အဲ့တော့အဲ့ state မှာပဲတော့သွားလုပ်ရမယ်ပေါ့เนาะအဲအဲ့လိုမျိုးအနေနဲ့ခေါ်တာဖြစ်တယ်190ကပေါ့เนาะအဲ့တော့ဟို 190ကအဓိကအဖြစ်တော့အဲ့ဒါကြောင့်မို့လို့သူကဒီ state ကသတ်မှတ်ထားတဲ့အရေးချင်းကိုပြည့်ပြည့်မြည်ရမယ်ပေါ့နော်အဓိကကတော့အဲ့တော့ဟို January အဖြစ်ပြောမယ်ဆိုရင်ဒီ3ဒီ190အတွက် application process ကတော့ဘယ်လိုပုံစံမျိုးနဲ့သွားလဲဆိုတဲ့အခါကျတော့ကိုက okay အဲဒီ website ဒီမှာလေ့လာမယ်ပေါ့နော် okay ခုနကပြောသလိုကို့မှာအမှတ်ကလည်းထားပါတော့80 80လောက်ရှိတယ် point test လောက်ထားတာကိုရဲ့ occupation ကလည်းသူတို့ရဲ့ skill occupation list ထဲမှာပါနေရဆိုရင်အာ okay ငါကတော့ Victoria State မှာသွားလုပ်ချင်တယ်ဆိုရင် Victoria government ကိုဟိုရှောက်တာပေါ့နော် အာ EOI လို့ခေါ်တယ်ပေါ့နော် expression of interest ပေါ့နော်ငါဒီမှာ Victoria State မှာအလုပ်လာလုပ်ချင်ပါတယ်ဥမာ net ဆိုရင်လည်း net အဖြစ်နဲ့အလုပ်လာ group ကိုစိတ်ဝင်စားပါတယ်ဆိုပြီးတော့ EOI တင်ရတယ်ပေါ့နော် EOI တင်တဲ့အခါမျိုးမှာခုနကပြောသလိုပဲဒါ state sponsor visa ဖြစ်တဲ့အတွက် state ပေါ့နော် government ကနေပြီးတော့ဒီ state ကနေပြီး Victoria State ကနေပြီးတော့အော် okay ပေါ့ဒီလူကအော်ငါတို့ဒီနှစ်ထပ်မှာလည်း net လို့နေရဲဒီလူကလည်းအဲဒါငါတို့သတ်မှတ်ထားတဲ့ရေချင်းနဲ့လည်းပြည့်မြည်ရဲ့ ကျွန်တော်အဲ့လိုမျိုးပွက်ရလဲရတယ်ဆိုရင် state ကနေ nominee လုပ်ပါတယ်အ state ကနေ nominee လုပ်လိုက်ပြီဆိုရင်တော့ကိုက visa application ကိုစတင်လို့ရပြီပေါ့နော်ဒါပေမဲ့ကြားထားတာတခုလားအဲ့တော့ timeline အနေနဲ့ကတော့ဒီ state sponsor visa ကဟို timeline အချိန်တော်တော်ကြာတယ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့ဟိုဒီအချိန်ကတော့သူကဟို visa တိုက်တခုချင်းစီမှာဒီ website မှာတွားကြည့်ရင်ပေါ့နော်ဟို visa type တစ်ခုချင်းစီအတွက်ဘယ်လောက်ကြာလဲဆိုတာမျိုးရေးထားတာတော့ရှိတယ်ဒါပေမဲ့နှစ်ချီပြီးကြာပါတယ်ပေါ့နော်ဟိုအခုနောက်ပိုင်းဒီ Australia visa PR လျှောက်တာတွေอ่ะပေါ့နော်ဟိုတချို့တွေအချိန်တူတူနဲ့ရသွားတာတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းကိုအရန်ကို အကြောင်းတိုက်ဆိုင်ပြီးကိုကိုအလုတ်ကရလည်းသူတို့အရန်လိုနေတဲ့ဟာမျိုးကိုကလည်းအရန်ကို point နေကောင်းပြီးချင်းပြည့်မြင်နေတဲ့ဟာမျိုးဆိုတချို့တွေကြာလဲအဲ့လို regional route ဘာလို့မှခုနပြောသလိုပဲရှားတဲ့ခါမျိုးဆိုရင်တော့အဲ့လိုအချိန်တူတူနဲ့ရသွားမျိုးရှိရဲဒါပေမဲ့ခုနောက်ပိုင်းကတော့တိတိလောက်ကတော့ဟိုအ ਨੇ ဆုံးတော့တစ်နှစ်ကြာကြာတယ်ပေါ့နော်နှစ်ချီပြီးတော့စောင့်ပြီးတော့ကြာရမျိုးရှိရပေါ့နော်အဲ့တော့အခုကတော့ဒီနေ့ပြောသွားတဲ့အတိုင်းပဲ January ပဲပြောမှာဖြစ်တဲ့အတွက်ဒါကတော့190 visa ပေါ့နော် ဲ့တော့အဲနောက်တစ်ခုကတော့190ပြီးသွားပြီးရဲ့ခါကျတော့189ပေါ့နော် sub class အဲ့ဒါကကျတော့ scale independent visa လို့ခေါ်တယ်အဲ့တော့189နဲ့190ကဘာကွာလဲဆိုရင်တကယ်တမ်းကတော့ဟို state sponsor လုံးမလုံးနဲ့ပဲกว่าတယ်ပေါ့เนาะ channel ဟာဒီအကုန်လုံးကတူတူပဲအဲ18 18 9ဆိုရင်လည်းဒါ ဒီကို scale requirement ပေါ့နော်ကိုယ့်ရဲ့ occupation list ထဲမှာရှိလားဒါပြောခါတော့ဒီ point ခုနကပြောသလိုပဲ point နဲ့တင်ရမှာပေါ့နော်ဒါပေမဲ့ကိုကတော့ဟိုဒါ state ဟိုတတ်မှတ်ထားတာမျိုးရှိရဖြစ်တဲ့အတွက်ဒီ state မှာမလုပ်ရမယ်မဟုတ်ဘူး best state မှာမဆိုလုပ်လို့ရတယ်ပေါ့ new south wales ်ယူဆောက်ဝေးမှာအဲ့လိုစနီမှာပဲလုပ်မလားဒါမှမဟုတ်ဗစ်တိုးရီးယားရဲ့မဲဘုံမှာပဲလုပ်မလားပေါ့နော်အဲ့တော့ဟိုစတက်ဒါစတိတ်စပွန်ဆာဗီဇာမဟုတ်ဘူးပေါ့နော်ခုနကပြောသလိုပဲ point နဲ့ပဲသွားတာပဲဖြစ်တယ်အဲ့တော့ minimum score requirement ကိုတော့မှီရမယ်ပေါ့အဲ့တော့ဒီနှစ်ထဲမှာ accountant ကအအမှတ်90နဲ့ခေါ်မလားပေါ့အမှတ်90ဆိုရင်တော့အမှတ်90ကိုမှီရင်ဟိုခေါ်ခိုင်းရမှာပဲပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါ minimum score requirement နဲ့သွားမယ်အခုနကပြောသလိုပဲဒီဟာကလည်း190လို့ပဲ အပထမဆုံး EOI တင်ရတယ်ပေါ့နော် expression of interest တင်ရတယ်တင်ပြီးသွားတဲ့ခါကျရင်အမ်အဒီဟိုကိုက successful candidate ဖြစ်တယ်ဆိုရင်သူတို့ကနေပြော invitation ပို့မယ် why နန်းလျှောက်ဖို့ပေါ့နော်အဲ့တော့အဲဒါကတော့ဟို state က nominate လုပ်เสียမလို့ပေါ့အဲ့တော့ခုနပြောတဲ့ why နိုင်မဲ့ဖြစ်ဖြစ်အခု oh sorry ခုနပြောတဲ့190ပဲဖြစ်ဖြစ်အခုပြောတဲ့189နိုင်မဲ့ဖြစ်ဖြစ်နှစ်ခုစလုံးကဟိုပေါ့နော်အဲ onshore onshore ဆိုတော့ဒီ Australia တွင်းမှာရှိရရှိရင်လဲရှောက်လို့ရတယ်ဒါမှမဟုတ် offshore ပေါ့เนาะဥမာကိုကအာ Singapore မှာရောက်လုံးလုံးနေရဖြစ်ဖြစ်ဒါမှမဟုတ်မြန်မာနိုင်ငံမှာလုံးလုံးနေရပဲဖြစ်ဖြစ် offshore ပေါ့เนาะသူက onshore နဲ့ offshore လို့ခေါ်ရပေါ့เนาะအဲ့ဒီနှစ်ခုဘယ်မှာပဲရောက်နေနေဒါဒီဒီ visa နှစ်ခုလုံးကလှမ်းပြီးတော့ရှောက်လို့ရတယ်ပေါ့เนาะအဲ့အဲ့ဟာတော့ညစ်မှာ highlight လုပ်ချင်တဲ့ဟာပါပေါ့เนาะအဲ့တော့အာနောက်ဆုံးတစ်ခုသွားမယ်ပေါ့เนาะနောက်ဆုံးတစ်ခုကတော့ 186ပေါ့နော်186ကတော့ employer nomination scheme လို့ခေါ်တယ်ပေါ့နော်အဲ့တော့186ကတော့ကျမလည်းအခုသွားမဲ့လမ်းကြောင်းပဲပေါ့နော်အဲ့တော့အဲသူကသူရဲ့နာမည်မှာပြောထားသလိုပဲ employer nomination scheme အဲ့တော့ employer nomination scheme ဖြစ်တဲ့အတွက်သူက employer က nominate လုပ်ရမယ်ပထမဆုံး190 190တောင်းကကြတော့ state ကဒီအစိုးရကနေပြီးတော့ nominate လုပ်တာ အခုကကြတော့ employer ကိုယ့်ရဲ့အလုပ်ရှင်က nominate လုပ်တာပေါ့နော်အဲ့တော့ဒီဟာမှာလည်း eligibility requirement အနေနဲ့ပြောမယ်ဆိုတော့ပထမအဆုံးတော့ age က45နှစ်အောက်ဖြစ်ရမယ်နောက်ပြီးကတော့ skill assessment ဒီမှာကတော့ skill assessment အရေးကြီးရပေါ့နော် skill assessment ကကြတော့ဒီ australia ရဲ့ standard အတိုင်းဒီကိုယ့်ရဲ့ qualification ကဒီ skill ကိုမိပါတယ်ပေါ့ဥပမာဆိုကျွန်မဆိုရင်အဲ ACCA ပေါ့နော်ဒီ accounting နဲ့ပတ်သက်တဲ့ qualification ကိုပိုင်ထားတယ်ပေါ့အဲ့တော့ဒီဟာဒီ skill ဒီ skill ကဒီ Australia သတ်မှတ်ထားတယ်သူရဲ့ CA ပေါ့နော်ဟိုဟို qualify accountant နေပေါ့နော် chapter accountant နေရဲ့ skill မျိုးနဲ့မိရလားဆိုတာမျိုးသူကဟို skill assessment လုပ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးကဒီ one assess မှာကျတော့အရေးကြီးရဲ့ပေါ့နောက်ပြီးတော့ work experience work experience အနေနဲ့ကတော့အာ သူကပေါ့နော်ဒီဒီဩစတြေးလျမှာအ ਨੇ ဆုံးတော့အာနှစ်နှစ်သို့မဟုတ်သုံးနှစ်လောက်ရတယ်ပေါ့နော်အဲ့ဒါ186မှာလည်းဒီဟာသူက direct entry pathway တို့ transaction pathway တို့အသေးစိတ်ရှိသေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်မခုနပြောသလိုပဲဒါဒီဒီနေ့ဟာ January ပဲဖြစ်တဲ့အတွက်ဒီပေါ့1 experience ကလည်းအ ਨੇ ဆုံးတော့အာနှစ်နှစ်သို့မဟုတ်သုံးနှစ်ပေါ့နော်ဒီမှာ on show လောက်ရမယ်ပေါ့နော်အဲ option ဟာတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီမှာအ ਨੇ ဆုံးနှစ်နှစ်တော့လောက်ရမယ်လို့ကျွန်မ မြင်တယ်ပေါ့နော်အင်းကျမသိတယ်ပေါ့လေ sorry အဲ့တော့ဒီ work experience လည်းရှိရမယ်နောက်ပြီး employer nomination ပေါ့အဲ့တော့ employer ပေါ့နော်ကိုကိုကို sponsor ပေးမယ်ပေါ့ကို employer ကနေပြီးတော့ကြိုက်ပြီးတော့ nominate လုပ်ပေးရမယ် okay ဟိုထောက်ခံတဲ့သဘောပေါ့ပေါ့လေဒီ employee ကိုငါတို့ဒီမှာ PR ရတဲ့နယ်ဆိုပြီးတော့ nominate လုပ်ပါတယ်ဆိုတော့ employer ရဲ့ nomination ကတော့အဓိကအရေးကြီးရပေါ့အဲ့တော့ employer အရဲ့ nomination ဖြစ်တဲ့အတွက် employer sponsorship ကလည်းဒီမှာအရေးကြီးလာပြီပေါ့အဲ့တော့ employer sponsorship မှာဘာတွေလို့လဲဆိုတော့ key requirement အနေနဲ့ဒီ Australia employer eligible ဖြစ်ရမှာပေါ့เนาะဒါပြီးတော့ဟို legal employment မျိုးဖြစ်ရမှာပေါ့ဘာဖြစ်လို့ဒီမှာဒီမှာ question လေးတွေတွေ့တာဘာလဲဆိုတဲ့အခါကျတော့ okay အမ်ဒီမှာထားပါတော့ဟိုအကြောင်းတည်ရင်းနဲ့ဟိုသူကဥမာ ဒီမှာအလုံးလုံးတာနှစ်နှစ်ရှိရမယ်ဆိုတချို့တွေကကြောင်းတည်ရင်လည်းပတ်တိုင်းလုပ်ကြရတယ်ပတ်တိုင်းလုပ်တဲ့အခါမျိုးမှာတချို့တွေကဥမာဟိုဟိုဒီပတ်တိုင်းလုပ်တယ်ဆိုရင်လည်းတတ်မှတ်ထားတဲ့နိုင်ရှိရပေါ့အဲ့တော့တတ်မှတ်ထားတဲ့နိုင်ထက်ပိုလုပ်တာလို့ဒါပြတော့ဟိုပတ်စံပေါ့နော် cash နဲ့ပဲလုပ်ပြီးရခါကျတော့ဒီ formal employment contract တွေဘာတွေမရှိတာမျိုးလို့အဲ့ဒါမျိုးလို့ဆိုကောင်းမလုပ်ပါဘူးသူကဘယ်လိုလဲဆိုတော့ဒီအတေဟို legal employment ပေါ့နော်ဒါပတ်မှန်းနိုင် employee ဖြစ်ရမယ်ဒါပြတော့ဟိုတပတ်မှာပေါ့နော်ဥမာဆက်ပါတော့ ဟိုနိုင်40လောက်တဲ့ employee မျိုးဖြစ်ရမယ်ပေါ့เนาะအဲ့လိုမျိုးတွေအဲ requirement တွေပြည့်မိရမယ်ပေါ့เนาะနောက်ပြည့်ခါကျတော့ဒီ employer ဘက်ကနေပြီးတော့လေဒီ position ကသူတို့ရဲ့ company မှာတကယ်ကိုလိုနေတာပါတကယ်ကိုဟိုသူတို့တခြားဟို local တွေလည်းရှာမရအောင်တခြားလူတွေလည်းရှာမရအောင်အဲ့တော့ဒီ position ကအများန်းဟိုသူတို့ ရှာများတဲ့အတွက်ဒီလူကိုတကယ်လူတာလိုပါတယ်ဆိုတဲ့ဟာမျိုးကိုလည်းပြသပေးရတယ်ပေါ့နော်နောက်တော့နောက်ဆုံးတစ်ခုကတော့ labor market testing ပေါ့နော်ဒီ labor market ပေါ့နော်အလုပ်သမားနဲ့ဆိုင်တဲ့ဒီဈေးကွက်ပုံမှာလည်းပေါ့နော်ဟိုတေချအောင်လို့ပေါ့နော်ဟိုဟိုတခြားကျမတို့ဟိုဟို foreign foreign worker တွေမဟုတ်လားဟိုဒီ lateral hire လို့လည်းခေါ်တယ်သူတို့အဲ့ ဲ့လိုမျိုးဆိုတဲ့အခါကျတော့သူတို့ကဟို labor market testing ဆိုတာအဓိကဘာကိုပြောရတာလဲဆိုတော့ employer တွေကဒီကျမတို့ကို nominate မလုပ်ခင်မှာသူတို့က local တွေကိုလည်းဦးစားပေးစဉ်းစားရတယ်ပေါ့နော် local local ကဒီ position ကို favor မရှိတဲ့အတွက် local ကို hire လုပ်လို့မရတဲ့အတွက်ကျမတို့တွေကို hire လုပ်ရတာပါဆိုတဲ့ဟာမျိုးတွေကိုသူတို့ပြသပေးရတယ်ပေါ့နော်အဲ့တော့ employer ကတော့ဟိုအဲ့လိုမျိုးအဲ့ဒီနေရာတွေမှာပြသပေးရတဲ့ strong case လိုမျိုး တိဆောက်ပေးနိုင်တဲ့ employer မျိုးဖြစ်ရမှာပေါ့နော်။နောက်ပြီးတော့ application process နဲ့ timeline ကတော့ဒီဟာကတော့ဟိုဒီ employer က nominate ဖြစ်တာဖြစ်တဲ့အတွက်ကျမတို့လိုအပ်တဲ့ document နေနဲ့ employer ရဲ့ employer က nominate လုပ်ပါဆိုရဲဟာမျိုးတွေကိုတခါတည်းတွဲပြီးတော့တင်ရတာပေါ့နော်အဲ့ဒါကတော့အဲနောက်ပြီးတော့ဟိုအချိန်အားဖြစ်ဆိုင်နေတယ်ဒီဟာအခုနောက်ပိုင်းဆိုရင်ကျမတို့အလုပ်မာတွေဆိုရင်ဒါအဲ73လကနေ78လပေါ့နော်အဲ့လိုမျိုးဒီ ဒီလိုမျိုးတွေမှာဆိုမမဲဖုန်းနဲ့စင်ဒီလိုမှာဆိုပိုးကြရတယ်ပေါ့နော်ပြီးဆိုသူတို့ကတဲလန့်ပူရလဲတအားများတော့လေအဲ့တော့ဟိုသူတို့လောက်တာတွေကဆက်အခုနောက်ပိုင်းဆို73လားတော့78လားတော့ကြာတာပေါ့နော်အဲ့ဒီထက်နှစ်နှစ်သုံးနှစ်ကြာရတယ်လေရှိတတ်တယ်ပေါ့နော်သူတို့ official timeline ကတော့73လားနေ78လားဆိုပြမယ်ပေါ့နော်အဲအဲ့တော့အဲ့ဒီအချိန်ကြီးကတော့အခုနောက်ပိုင်းတအားကြာနေလို့လူတွေအပြောများနေကြတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ဟို ဂျန်နွေအားဖြင့်ဒါ186ပေါ့နော် employer ကနေ sponsor လုပ်တဲ့ဟာလို့ပြောပြသွားတာပဲဖြစ်ပါတယ်အဲ့တော့ဟိုဒီဒီဟာတော့ပေါ့နော်အဲ့တော့ခုနပြောသလို190လို့မအိတ်နိုင်လို့ဆိုရင်တခြားနိုင်ငံမှာလုံးနေရင်လေကိုစိတ်ဝင်စားတယ်ဆိုရင်လှမ်းလျှောက်ထားလို့ရတယ်ပေါ့နော်တခြားနိုင်ငံမှာလုံးနေရင်အဲ့တော့ဟိုဒီလိုမျိုးရှောက်ဖို့လုပ်မယ်ဆိုရင်เนาะကျွန်မ အကြံဉာဏ်ပေးချင်တာတော့ဗောနော်ကိုက research တအားလုပ်တာကျွမ်းတဲ့သူကိုကအချက်အလက် information တွေစုဆောင်းပြီးရော analyze လုပ်တာကျွမ်းတဲ့သူဟိုဆိုရင်တော့သူတို့က website မှာအကုန်လုံးဒီချာချာရှင်းပြပေးထားတာကိုမျိုးရှိ step by step ကိုလုပ်နိုင်တယ်။ဥမာအဲတည့်ရဲ့သူတွေကိုဟိုလို့အရှိအလုပ်ဖူးထားတဲ့သူတွေကိုမေးပြီးတော့ပေါ့နော်ကိုကိုကိုယုံကြည်မှုရှိတယ်ဆိုရင်တော့အဲဒီကိုဗာနဲ့သူလည်းဒီ one 189နဲ့190လို့ဆိုတာတင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ကိုကိုကိုအဲ့လိုမျိုးကြတော့လဲတိတ်ယုံကြည်ချက်မရှိဘူးပေါ့နော်အဲ့တော့ဟိုများသောအားဖြင့်တော့ဟိုဒီမှာကတော့ migration lawyer ကိုတုံးကြရတယ်ပေါ့ baby visa မျိုးစားပဲဖြစ်ဖြစ် migration lawyer တွေဆိုတာဒီ migration အတွက်ကိုပဲတည်တံ့ထားရတဲ့ lawyer တွေရှိရပေါ့เนาะအဲ့သူတို့တွေစီကအကြံဉာဏ်တွေကိုဟိုတောင်းဆိုဖို့တော့ ကျွန်မ recommend ပေးရပေါ့နော်ကိုကိုကိုအဲကိုကလည်း okay selected စုဆောင်းလာတယ်အားနေတယ်ကိုကိုကိုလည်းစိုးရိမ်နေဆိုရင်ပေါ့လေအဲ့တော့ဒီက migration lawyer တွေရှိလာရင်တော့တစ်ဖက်ကမကောင်းတာတော့ဗာလဲဆိုတော့သူတို့က cost ရှိမယ်ပေါ့နော်တချို့ migration lawyer တွေကလည်း reasonable fee ကိုကောက်တာမျိုးရှိတယ်တချို့တွေကြတော့လည်းဈေးရန်ကြီးရလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုဒီ migration lawyer တွေကို engage လုပ်မယ်ဆိုရင်တော့ဈေးကတော့အာကြီးတယ်ပေါ့လေအဲ့လိုမျိုးတော့ တစ်ခုရှိတယ်။အဲနောက်ပြီးတဲ့အခါကျတော့ဒီဟိုကိုကိုကိုရှောက်မယ်ဆိုရင်လည်းမရတော့မဟုတ်ဘူးပေါ့လေ။ဟိုတီအတိတွေထဲမှာအဲ့လိုကိုပါနဲ့သူကိုအဆအဆုံးလေးလာပြီးရသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်။အဲ့လိုမျိုးတွေဆိုရင်တော့လည်းတကယ်ချီးကျူးပါတယ်ပေါ့လေ။အဲ့တော့ဟိုဒီဟာမျိုးကကိုပါနဲ့သူ research လုပ်ပြီးတင်မယ်ဆိုရင်လည်းတင်လို့တော့မရအောင်မဟုတ်ဘူးရတယ်။အဲဒါမဲ့ကျမကတော့အဲကျမ ွားတဲ့အချိန်မျိုးမှာတော့ migration lawyer နဲ့ engage လုပ်ထားရပေါ့ဗောနော်။ဘာဖြစ်ဆိုကျွန်တော်တို့ company ကလည်းဒီ service ကိုပေးရဖြစ်တဲ့အတွက်ကျွန်တော်တို့ company မှာတော့တည်တဲ့ lawyer ကိုရှာနေကြမလို့ဗောနော်။ကျွန်တော်တို့ company က migration team နဲ့ပဲလုပ်มาဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဟိုဗောနော်ဗီဒီယိုလေးလဲအာတော်တော်တော့နည်းနည်းကြာသွားရင်ထင်တယ်เนาะအဲ့တော့တကယ်လို့ အဲထပ်ပြီးတော့ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေထဲမှာမှာအသေးစိတ်စိတ်ဝင်စားတဲ့ပီဇာတိုင်မျိုးရှိရင်ကျမကိုကွန်မန့်မှာအာရေးပေးပါဒါပြရခါကျတော့ဒီလိုမျိုးဗီဒီယိုလေးထပ်ကြည့်ခြင်းလဲဆိုရင်တော့ကျမကိုဟိုဘောနော် subscribe လုပ်ပေးပြီးတော့ဒီဒီ thumbs up လေးလုပ်သွားပေးပါပေါ့နော်ဒါပြီးတော့တည်ခြင်းတဲ့တငယ်ချင်းတွေရှိရင်လည်း sharing လေးလုပ်ပေးပါနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်